တို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးတော့မှာကတော့ဆိုင်းဆရာမဂျူရေးသားထားတဲ့နိုင်ငံအခြားတစ်ဖက်အပိုင်းကိုပဲဖြစ်ပါရှင် စိတ်ရောအခါကိုဆေးရုံမှာမောင်နှင်တီစားထွေးကြတော့မောင်ဟာအလုတ်တင်ဆရာဝင်တရားစိတ်ပညာနောက်ဆုံးနဲ့ကြောင်းသူမောင်မျက်လုံးများကိုဒီအလွန်သဘောကျခဲ့သည်မောင်မျက်လုံးကယောက်ျားတယောက်ဤမျက်လုံးများမဟုတ်ဘဲဆရာဝင်တယောက်ဤမျက်လုံးများဖြစ်သည် နှူးညံ့သိမ်မွေ့သောအာယုံဆုဆိုင်သောမျိုးလုံးများဖြစ်သည်တီရိုစိတ်ပညာနောက်ဆုံးနှင့်ကျောင်းသားအဖွဲ့ကိုစိတ်ရောဂါလုံနာများဖြင့်ပြသ၍ဆရာဝန်ကလက်တွေ့ရှင်းလင်းတင်ကြားရရင်မောင်ကလက်ထောက်အဖြစ်ကူညီရသည်မမေရရ conversion hysteria ဟုခေါ်နိုင်သည့်စိတ်ဝေဒနာကြောင့်လက်တစ်ဖက်အကျော်တည်သွားသည့်မင်းကလေးတယောက်ညစဉ်လူချိန်တိတ်အိမ်မောကြနေချိန်တွင်နေကြီးထထမှုန့်လေးရှိသည့်စိတ်ဆွဲဝေဒနာတဲ့ကောင်လေးတယောက်ကိုကိုကိုတက်တေဖို့ကြိုးစားခဲ့သည့်စိတ်ဝေဒနာတဲ့အဖွာကြီးတယ ရောမိမိသားကိုမိမိကိုယ်တိုင်ပြန်တက်ခဲ့တော့စိတ်ကြဝေဒနာတဲ့မိမတရားထုံမိမကိုလျှက်ရှစ်ကုထုံဖြင့်ကိုရာကိုကြည်ရသေးသည်မောင်ဝလူနာအမျိုးသမီးကိုကရင်ပေါ်တွင်ပက်လက်လှဲလျောင်စေပြီးနှစ်ထင်းနှစ်ဖက်တွင်လျှက်ရှစ်ကုထုံကရိယာ၏ electrode များတက်ပေးခဲ့သည်ကိုတစ်ဖွဲ့သားလုံးစက်သိမ်းထစွာငေးကြည့်နေခဲ့ကြသည်ကြောက်စရာကြီးနော် အဲ့တုန်းကအသက်22နှစ်အရွယ်တင်ကရုတ်တရက်လုနာရှိမှရေရွမီတော့မောင်ကတိကိုဖြုံးကနေလှည့်ကြည့်သည် မောင်မျက်လုံးများကမှုန်တိတ်တိတ်မှကြောကြောဖြစ်နေသည်တစိတ်ခမညာစကားမပြောပါနဲ့ထို့နောက်လျှက်စစ်စည်းစေသော ခလုတ်ကိုဖွင့်လိုက်ပြီးမောင်းလက်များကထွန်းကျင်လာသည် အမျိုးသမီးခန္ဓာကိုယ်တစ်ခုလုံးလက်ဆက်ဆက်တုန်ခိုက်လာသည်ခြေလက်အင်္ကာများအကျော်ဆွဲကခရင်နှင့်တပြန်းပြန်းရိုက်ပုတ်ထိခတ်သည်ကိုတီတို့ကြောက်ရွံ့စွာငေးချီနေကြသည်ခနာအတွင်အမျိုးသမီးငြိမ်သက်သွားသည်အလုံးပြီးတော့မောင်ကလျှက်စက်ကုထောင်နဲ့ပတ်သက်ပြီးတီရုပ်အဖွဲကိုစိတ်ရွှေစားရှင်းပြသည်ဒါခမရောက်ထင်တယ်လို့ကြောက်စရာမကောင်းပါဘူး ကျွန်တော်လှုပ်ပေးတဲ့လျှက်စစ်ဖို့က130ဒါမှမဟုတ်150လောက်ပဲရှိပါတယ်။သွတ်တဲ့အချိန်ကလည်းတစ်စက္ကန့်ရဲ့စိတ်ပုံတစ်ပုံကနေအများဆုံးစက္ကန့်ဝက်လောက်ထိပါပဲ။လျှက်စစ်တန်ရဲ့မြန်နှုန်းက nerve jaw နှိုးစွအားရဲ့မြန်နှုန်းထက်ပိုပါတယ်။ဒီတော့လူနာမှနာကျင်ရမှလုံးဝမသိလိုက်ပါဘူး။ထို့နောက်အနှဲငယ်ပြုံးကခမည်းတော်စာချက်ခဲ့မယ်လို့ကျွန်တော်ထင်နေတာဟုတ်တိမ်မွေးစွာဖြစ်ဆိုသည်။မောင်နှင်းသည်နှစ်ပတ်တိတိစေယုံတွင်တွေ့ရသည်။ စကီဆိုဖရီနာဝေဒနာတဲ့အမျိုးသမီးကလေးတယောက်အကြောင်းဆရာဝန်ကရှင်းပြနေစဉ်မောင်လေးအနာမရှိသည်။သူမအထက်ကောင်းရင်စီမှအတန်များအမိန်ပေးသည့်အတိုင်းပြုမူဆောင်ရွက်ရခြင်းဖြစ်ကြောင်းထို့အထက်ပုဂ္ဂိုလ်များသည်သူမအအစွမ်းတတိထူးတစ်ခုပေးရတော်မည်ဟုပြောကြောင်းထို့အစွမ်းတတိမှာလူတွေရဲ့အနာဂတ်ကိုကြုံမြင်နိုင်စွမ်းဖြစ်ကြောင်းတော်တော်ပြောရင်မအိတ်နိုင်မဆနိုင်ဖြစ်လာသောမိန်းကလေးဖြစ်သည်။ထို့မိန်းကလေးသည်သူမ၏အန်တရာယ်မှန်သမျှအားအထက်ပုဂ္ဂိုလ်များကညွန်ပြဖန်ရှားပေးမည်ဟုယုံကြည်နေသည်။ ဈေးရုံရောက်ရခြင်းအကြောင်းရင်းမှာမင်းကလေးဒီရွာထဲတွင်သူမနှင့်အတူဈေးရောက်နေသောအမျိုးသမီးတဦးကထန်းသိမ့်မောက်လေးသည့်ဓာဖြင့်ထုံမှုဖြစ်သည်မင်းကလေး၏အပြောအရအထက်ပုဂ္ဂိုလ်များကထုံမိမ့်မောက်ကိုတတိထားရင် ထုံမင်းမမှာမင်းကလေးအသက်ကိုလုံချမ်းမြည်သူဖြစ်ကြောင်းသူမကအလင့်ဦးအောင်လှုပ်ရန်တတိပေးသည်တဲ့ထုံမင်းကလေးမျက်နှာမှာမျက်နှာသည်ဗလာတက်တက်မျိုးလုံးများဖြစ်သည်အတန်းပြီးသွားတော့တငယ်ချင်းအချင်းချင်းစနောက်ကြသည်ဒီကောင်မလေးယူရယ်ဆိုတာဟုတ်ချင်မဟုတ်မအထပ်ပုတ်ကိုဆိုတာတကယ်ရှိလားမှမသိတာငါစိတ်ဝင်စားရဲ့ဟာတီရဲမောနောက်ပြောင်ချင်းတွင်မောင်ကဘေးကဖြတ်သွားရင်ကြားကဖြတ်ခနဲလှိုက်ကြည့်သည်ဘာလဲဒေါက်တာကကျမပါယူသွားပြီလို့ထင်သလား ပြောင်းရွေ့သည်မေတော့မမဖြေပဲတီကိုခက်တီတီဆူဆိုင်ကြည့်နေခဲ့သည်တီကမန်ကရန်မျက်နှာကြည့်လိုက်သည်ရှေ့ဖြစ်ကြုံမြင်ခြင်းဆိုတဲ့အတက်ကိုထောက်တာဘလို့မြင်ပါတလဲမောင်ပြုံးလာသည်ကျွန်တော်မယုံဘူးတဲ့အဲ့ဒီဘာသာရပ်ကိုကျွန်မသိစိတ်ဝင်စားရတယ်ဒေါက်တာဒါကြောင့်ကျွန်မ psychology ကိုယူခဲ့တယ်ဒါပေမဲ့ဒီဘာသာရပ်က parapsychology ဖြစ်နေတယ်ကျွန်တော်ခမည်းတော်အကောင်းဆုံးအချက်ညာတစ်ခုပေးရမလားဟုတ်ကဲ့ယေရှုမြတ်ကြီးတင်ပါတယ်ဒေါက်တာဒေါက်တာပေးမယ့်အချက်ကဘာများပါလဲ မောင်ဟာတိတ်အနာမှာတိတ်နေအတူဖြည်းဖြည်းလိုက်ရှောင်ရင်းစကားပြောသည်လွန်ခဲ့တဲ့လကဆရာအချစ်ကျွန်တော်ဆရာစီကျွန်တော်လာလေတော့ဆရာလူနာတက်တယောက်ကိုစိတ်အခြေအနေစစ်ဆေးနေရဲ့အဲ့လူနာသူ့ကိုယ်သူထွက်ရပဝိစာဆိုပြီးယူနေရဲ့သူပဲသူကဝင်းကျင်တွေရဲ့စကားကိုတော့မကြားနိုင်တဲ့သူဒီဝိစာပညာရဲ့ကိုလေ့လာနေတာကြားလာပြီတဲ့စိတ်အောင်ရောက်လာတော့အဲ့ဝိစာကြီးပစိုးတော်မကတ်ဘူးသိပါပြင်များနှွေးကနေဖြစ်သွားသည်ဒေါက်တာဆိုလိုတာက သူတိစကားမဆုံးခင်ဖြက်လျက်မတ်တီတီကိုကျွန်တော်မယူးစေချင်ဘူးခမဟုခက်တတီပြောပြီးတက်လက်စာရှစ်လျှောက်သွားလိုက်သည်ဒီသူ့ကိုသဘောလဲကျဒေါ်လဲပွားကဥကြံကြောင်ကြံရိတ်ခဲ့သည်စိတ်ပညာကိုဝါဒနာပါသူចောင်းတင်ငန်းစာဤပြင်ပဖြစ်သောပရစိတ်ပညာများကိုလိမ့်လာလိုသူတည်းအတွက်စိတ်ရောဂါကိုဆောင်ဝင်ဖြစ်ရန်စိတ်အားထက်သန်လာသောမောင်နှင်တွေ့ဆုံလက်ထက်ခဲ့ခြင်းမှာတိတ်တော့အံ့ဩဖွယ်ရမှရှိပါ မောင်ချင်းမြန်တို့သည်ဟုတီထင်ခဲ့သည်မောင်နှင့်လက်ထက်ရလျင်တိပြွှွှင်ရမည်ဟုထင်ခဲ့သည် ကုထုံးဆိုင်ရာစိတ်ပညာ clinical psychology ကိုတီကဆက်တက်မည်တီစိတ်ဝင်စားသော process ပညာကိုမောင်အကူအညီဖြင့်ဆက်လက်လေ့လာမည် မောင်ဟာစိတ်ရောဂါကိုဆရာဝန်မောင်နှင်းဒီနှစ်ယောက်အတူတူလူရည်ဤစိတ်ကိုခွဲခြမ်းစိတ်ဖြာကုသကြမည်။သိစိတ်ကိုနှင့်မောင်စိတ်ကိုပေါင်းဆက်ကတီရောနှစ်ယောက်လက်ထပ်ဖြစ်ခဲ့ကြသည်။တကယ်တမ်းလက်ထပ်ပြီးသည့်အခါမှာတော့တီတီအိမ်ထောင်ရှင်မကောင်တယောက်ဘရောမှမဖြစ်နိုင်ကြောင်းသိလာရလေတော့သည်။လက်ထက်ချင်းသည်တိဘွားတွင်အကြီးမားဆုံးသောမာယုံမှုဖြစ်သည်ထိုမာယုံမှုကြောင့်တိအတွက်လောကဆိုင်ရာဆုံးရှုံးနေနာမှုမရှိခဲ့ရတော့လဲမောင်အတွက်တော့ဘဝတစ်ခုလုံးထိခိုက်နာကျင်စေခဲ့သည်ဤအတွက်လည်းတိကိုတိမှားလ လိုက်တာဟုယွန်ချုံမင်းရဖြစ်ုံမှတပါမောင်ဘက်ကစဉ်းစားပြီးရင်အလွန်နောက်ကျသွားခဲ့ပြီမောင်မြန်တို့သောမောင်မမောသောအိမ်တော်ကြီးခံစားမှုအိမ်တော်တဲ့ဘဝဆက်ဆံရေးပျော်ရွှင်မှုစသည်တို့ကိုသိကရှိန်ယွန်သည်မနေ့မြို့ဝယ်ရာဟုတမဲ့၍တနိုင်သည်များတင်ဆောင်သည်စိတ်ပညာကိုဝါသနာပါ၍ဆရာဝန်ပီပီလက်တွေ့ကြတော်မောင်သည်တည့်ရွတ်အကောင်းဆုံးဖြစ်ရင်ကာလအတန်ကြာစိတ်ပူပန်စွာကြိုးစားခဲ့လေသည် ။နောက်ဆုံးတော့မောင်ဆေယာစိတ်ရောဂါအထူးကုစီသွား၍ပြတအကူညီတောင်းခံခဲ့သည့်အထိမောင်တိကိုပြပြင်းပေးခဲ့သည်။ဆရာဝန်ကတိယောဂါကိုရှာဖွေစစ်ဆေးတော့လဲဆေးယောဂါမရှိခုမှတ်ချက်ချခဲ့သည်မောင်နှင်းပฏิပခဖြစ်ခဲ့ရသောအကြောင်းအရာများနဲ့အထင်ရှားဆုံးတစ်ခုမှာတင်းတက်တက်လွတ်စားမှုဖြစ်သည် သည်ပညာတတ်မဟုတ်ဘူးလားတည်းရဲ့ကဘာမှာမှာတက်ရှိတဲ့တော်ဝမျိုးစိတ်တွေအများကြီးမျိုးစိတ်တစ်ခုအသက်ရှင်ရတည်ဖို့နောက်မျိုးစိတ်တစ်ခုကအသက်တင်နေရတာပဲဒါတဘာဝတရားရဲ့ဖန်နည်းချက်ပဲသည်သူတို့ဟာမောင်နှုတ်လူသားတွေစားသုံးရမယ့်အဟာရတွေအဟာရကိုအဟာရအဖြစ်သဘောထားပြီးစားမှာပေါ့ဟွန်းတိတနာတယ်တိအဆောင်နေចောင်းသူဘဝတော့ကဘရောမအဆင်မပြေလို့မွေးနေ့တစ်ခုပဲတက်တက်လို့စားပြီးကျန်တဲ့ရက်တွေမှာအတန်းငါးရီမျိုးချနေရတယ်တိမစားရဖို့အခုမောင်စီရောက်တော့စားပြရစီနော် ဖះရေအဲ့အမှာဒုက္ခပဲသည်နောက်ပိုင်းမှာနေရင်အသားလွတ်မစားရလင်းမျိုးမကြတော့အချင်းရလာသည်မောင်ကတိကို စိတ်ပြက်လက်ပြက်ဖြစ်လာသည်သည်ဗုဒ္ဓဘာသာအကြောင်းဘယ်လောက်နားလဲလို့လဲညာအိယာဝင်တိုင်းဖះမရှိခိုးတော့မဟာမြတ်မုဏိဖះရောက်တိုင်းတိတိုက်တော်မှဖះခရရန်တတိယတော်မောင်သည်တိရင်ဗုဒ္ဓဘာသာဆစ်စင်မဟုတ်ပြီမိယောဖလာဗုဒ္ဓဘာသာဆွဲရှိနေသည်ဟုဆွဆွဲသည်ဗုဒ္ဓအသားဖုံးပေးတာ တိတိရဲ့နော်ဟုတ်တမျိုးဗုဒ္ဓကတတ်တတ်လှစားဖို့ဘယ်တော့မှပြည့်ညက်ခဲ့တာမဟုတ်ဘူးဟုတ်တမျိုးတတ်တတ်လှစားတာဗုဒ္ဓဘာသာမဟုတ်ဘူးဗျာဟာရဏဘာသာဟုတ်တမျိုးသိကိုတင်တင်ပြပြဖို့စူးစမ်းသည်ယဟန်တွေတတ်တတ်လှဖုံးပေးဖို့ဗုဒ္ဓကိုဝင်းနေတတ်မှတ်ပေးခိုင်းတာဒီဝဒတ်ကွာဗုဒ္ဓကဒီဝဒတ်ရဲ့တောင်းဆိုချက်ကိုညှင်းခဲ့တယ်ဗုဒ္ဓကတတ်တတ်လှစားဖို့ဘယ်တော့မှအာမပေးခဲ့တာသိသိပါရဲ့ ဗုဒ္ဓကိုယ်တိုင်ကိုလည်းအသားဟင်ဖုံးပေးခဲ့တာသိသိပါတယ်။ဒါပေမဲ့ယဟန်ဆိုတာဒကာဒကာမတွေလူသမျှဆုံးကိုတပိတ်ကလုံးနဲ့စူဆောင်းခံယူပြီးဖုံးပေးရတာဆိုတော့ဘေဒာကာမကိုမှတသက်လွတ်အတွက်ဒုက္ခပေးခိုင်းမှုမဖြစ်ဘူး။လူတွေလာလူတဲ့အသားဟင်တွေကိုယဟန်တွေရှောင်နေရရင်နိဗ္ဗာန်ရောက်ကြောင်းတရားကိုဘယ်အားထုတ်နိုင်တော့မှာလဲ။ရဟန်းတွေမှာတသက်လို့ဖုံးပေးဖို့အခွင့်အရေးလည်းမရှိဘူး။ဒါပေမဲ့တီတို့မှာအဲ့ဒီအခွင့်အရေးရှိနေတယ်။တီကိုယ်တိုင်စားဖို့တီကိုယ်တိုင်စီစဉ်ပြီးချက်ရတာဆိုတော့တီမှာအဲ့ဒီအခွင့်အရေးရနေတယ်။ ်ဒီတော့မောင်ကတမျိုးတိမ့်တင်းဖို့ကြိုးစားသည်တီအားနဲ့လိမ့်မယ်ကိုခန္ဓာမှာတနည်းကိုအသားထက်ဘလောက်လိုတယ်လဲသိလားရပါတယ်မောင်ရဲ့အသားထက်ဟာပဲနဲ့ဟင်းသင်းဟင်းရက်တွေမှာလဲပါတာပဲဒီ protein ကိုမြများတတတွက်ပြီးစားတတ်ပါတယ်ဒီညာတိုင်းပြိရွတ်ပြီးမြေတာပို့အမြဝေးရယ်လीမြေတာပို့တဲ့သတ္တဝါတွေထဲမှာဖြစ်ပြီးသတ္တဝါမကအောင်ဖြစ်ဆဲသတ္တဝါတွေလည်းပါတယ်မြေတားပို့တဲ့အခါတိစိတ်ရှင်းနေခြင်းနဲ့သူတို့စိတ်ကြမ်းမှချမ်းသာပြီးအသက်နဲ့ကိုတည်မြဲနေဖို့အတိမြေတားပို့တဲ့အချိန်မှာတိပြောကားကြောင့်တရဝါရီတင်နေရကိုသတိရရင် တင်းဒီချောင်ပဲတရဝါမှမသိဘူးတည်ပြီးသားတရဝါကွာဒီမစားလဲသူတို့တိမ်မာပဲဒီမအောင်အရှုံးမပေးခဲ့ပါဒါပေမဲ့အသားလားလုံးဟာတက်လို့တည်ရတဲ့တရဝါကြီးပဲဒီလိုလူတွေများလာလို့ရှိရင်တရဝါတွေတော်တော်များများအသက်ချမ်းသာရရမယ်မောင်ရဲ့မောင်ကရှစ်ထုတစ်လုံးနဲ့ဆက်ရခဲ့လေသည်မောင်အတီကိုယူနေပြီထင်ကနှစ်ယောက်သားအေးအေးဆေးဆေးစကားပြောရအောင်ဟုတ်မှတ်စုစာရွက်တစ်ထပ်နဲ့တီကိုအင်တာဗျူးလုပ်လေသည် တင်ရလေရဲ့ချင်းဝန်လင်းနေကမောင်တော်သားထမလည်းကြောက်ကြောက်နေမောင်မေးသမားဖြေရသည်။မောင်ပြောခင်းသမ ्या တင်ငယ်ဘဝကအစဘဝဖြစ်စဉ်အလုံးပြပြခဲ့ရသည်။ဝင်းငါရဲ့ဆက်လုပ်တော့အင်တာဗျူးအပြီးမှာမောင်အောင်နောက်ချောင်းနေပြန်သည်။မောင်တီယူနေလိုက်ရင်မောင်ကဗျုံးကနေရင်မောင်ကတီကိုပွေဖန်တန်းရှုပ်သည်။ဟွန်းဟွန်းမြူးတီရဲ့မောင်တော့ဒုက္ခပဲ။ဟွန်းနေယူဆိုရင်ဘာဒုက္ခရှိမလဲ။ယူရင်ကုလို့ရတယ်ကြောင်မရဲ့အခုမယူတော့မောင်ကဘာတော့ကုလို့ရမှာလဲ။ ။ဒီညရှင်ဖျားရှိခိုးပရိယုတ်တီကိုမောင်ကမလို့တမဆောင်ကြည့်တာတွန့်လိုင်းပြရရင်မောသည်။သူတစ်ပါးပေါ်တိတက်ပြီးအချင်းတိတ်ခါတိကြည့်တော့မောင်သည်။တိတီလာကိုဆွဲဆောင်မှုဖြင့်ညင်နွမ်းအောင်ဖြည့်ဆည်းဖို့ကြိုးစားသည့်အထိရုပ်ဝါရဆန်သူလည်းဖြစ်သည်။ထိုခါမျိုးရင်းဒီမျက်ရည်ကြားသည်။တိမျက်ရည်ကိုမြင်ပြန်တော့မောင်သည်ပြုံးခနဲဆုတ်ခွာကခြံထဲဆင်း၍တယောက်ထဲဒေါသတကြီးလမ်းရှောင်နေတတ်သည်။ ိမ်မှာကိုဘတီလာကိုအဋ္ဌံပြင်းဆောက်တည်သည့်ရက်များမဟာစီဝိပဿနာတရားစခန်းသို့တွားရောက်တရားမှတ်သည့်ရက်များတွင်တော့မောင်ဖွင့်ဟညဉ်းညူလေသည်ဖះဖះမောင်ကတိကိုမိမတယောက်မှတ်လို့လက်ထက်ခဲ့ရလက်ဆက်တယောက်တရားတိလာရှင်တယောက်ပဲဒီဖက်ဖက်နေသော parapsychology ဆိုင်ရာဆောင်းများကိုမောင်မတော်မှတန်ဖိုးမထားခဲ့ပါသိပ္ပံပညာဟာထာဝရမှန်ကန်တဲ့ပရမတ္ထသစ္စာတရားမဟုတ်ဘူးဆိုတာမောင်တစ်ချိန်ချင်းကြလက်ခံလာမှာပါ တီပြောသောအခါမောင်ကမုံတိတ်တိတ်မျက်နှာဖြင့်ခေါင်းရည်နေခဲ့သည်မောင်ကိုကြည့်ရသည်မှာတီအတွက်အဆင်မကောင်းဖြစ်နေပုံပါပဲဒေါက်တာတန်းထွန်းဘာသာပြန်သောတတိယမျက်လုံးဆောင်ကိုမောက်ကိုဖတ်ဆင်ခြင်းသည်တိဘက်ဖုံတော်ကြီးတစ်ပါးဖြစ်သောစိတ်ပညာဖွဲ့လဲရသောဒေါက်တာလော့ဖ်ဆန်ရပါဆိုသည့်ပုဂ္ဂိုလ်ကြီးကိုရိုင်း၏အထုပ်ပတ်တိ ုံစံစာအုပ်ဖြစ်သည်စိတ်ဆွမ်းရင်အကြောင်းကိုရိုင်းလိလာချင့်ချန်ခဲ့သူတဦးကရှင်းပြသောစာအုပ်ဖြစ်သည်မဟာတိတ်ဖတ်ခြင်းပုံမရသောအခါတီးရဖပြခဲ့သည်ရုပ်ခန္ဓာကိုချုပ်ထိန်ထားတော့စိတ်တခိုးဟာပုံပြီးအကောင်းလာတယ်စိတ်ကိုလွတ်ပြီးပတ်လို့ရရင်စัจ java လာအနန္တကိုပတ်နိုင်တယ်အတွေးစိတ်ကိုရဲ့အကူအညီနဲ့အရာများစွာကိုကြံစနိုင်တယ်အတွေးဆိုတာလဲလှုပ်ရှားမှုလိုင်းတစ်မျိုးပဲလို့ကျွန်တော်တို့နားလည်ရုပ်ဝတ္ထုကလှုပ်ရှားမှုအလုံးကိုအဆိုင်အခဲလှုပ်ထားတာဖြစ်တယ် အဲ့တော့အတွေးတွေကိုစိတ်ခိုင်းနိုင်မယ်။တစိမ့်တဒေတာအဆိုင်ခဲဖြစ်အောင်ခိုင်းနိုင်မယ်ဆိုရင်စိတ်နဲ့ပဲအရာဝတ္ထုတစ်ခုကိုလှုပ်ရှားစေနိုင်ပါတယ်။အတွေးကိုပဲနောက်တစ်မျိုးထိမ့်သိမ့်နိုင်စေမယ်ဆိုရင်မနှောနဲ့မေးမြန်းပြောဆိုခြင်းပြုလုပ်နိုင်တယ်။ကွာလန်းတဲ့နေရာမှာနေသူကိုအမှုကိစ္စတစ်ခုပြုလေးရလေအောင်ဒီကမနှောနဲ့စိတ်ခိုင်းနိုင်တယ်။မောင်ကတိမ်မွေးစွာပြုံးနေခဲ့သည်။နှစ်ပေါင်းထောင်ပေါင်းများစွာကြတဲ့ဟာသူတို့တိဘက်နိုင်ငံသားတွေမှာ ြိဘသောတဒိဗာစခုဆိုတဲ့အကြာမြင်ပညာတို့မနောအယုံနဲ့အပြန်အလှန်ပြောဆိုရတဲ့ပညာတို့ကောင်းကောင်းတကြွန်းငယ်အဲ့ဒါတွေကိုကိုစိတ်ဝင်စားအောင်မောင်ကစိတ်စိတ်ပညာစာအုပ်များနဲ့လူနာများအကြားတွင်နှိမ့်မြုပ်ပြောင်းဝင်နေခဲ့သည် Jane Addison နဲ့မောင်ရေတိတ်မဆိတ်ဝင်စားဖို့ကောင်းတာပဲ။တမရကနေဒီအသက်ခံရမှာကိုသူအစိုးရကြိုတိခဲ့တာမောင်နဲ့နဲ့ဖက်ချင်စမ်းမှာ။ Ruth Montgomery ရေးသော James Addison စာအုပ်ကိုမောင်းအားပေးဖတ်ခဲ့သည်။မောင်းကနည်းနည်းပါပါလှန်လောကမျက်နှာညွန်နေသည်။ James Addison ဟိရှေ့ပြေဟော့ကင်များသည်ပရာစိတ်ပညာကိုမောင်းဆက်ဝင်စားလာအောင်တော့မတတ်နိုင်ပါ။ The Human เนาะ The Ruth Montgomery အမှန်တရားကိုရှာဖွေခြင်းဟူသောစာအုပ်ကိုပေးပြန်တော့မောင်းမဖတ်တော့ပါ။ မောင်တယ်လီပတီးဆိုတာမယုံလားတယ်လီပတီးဆိုတာလူအောင်နောက်ကဖြာထွက်နေတဲ့လျှက်ဆက်တန်လိုက်လှိုင်းတွေတစ်ခုနဲ့တစ်ခုဆက်တယ်မှုပဲမောင်ရဲ့လျှက်ဆက်တန်လိုက်စကွင်မရှိတော့တန်လိုက်လောင်အိမ် Ferrari လောင်အိမ်ထဲမှာထည့်ထားတော့သရဝါအားတယ်လီပတီးနီးဖြင့်အမိန်ပေးရာလုံးဝမလိုက်နာကြောင်းလောင်အိမ်တကားဖွင့်ပြီးအမိန်ပေးတော့မှလိုက်နာကြောင်းတိစားအုပ်တအုပ်ထဲမှာဖက်ရတာကိုပြန်ပြောပြသည့်အခါသူကောင်းမြင့်ယုံသာနှိမ်ခဲ့သည် ်ဒီတို့ကဘာချုံနဲ့တခြားချုံတွေတစ်ခုနဲ့တစ်ခုဆွဲငင်အားရှိနေတာတော့မောင်းယုံနေမဟုတ်လားအဲ့ဒါနဲ့ဘာဆိုင်လဲတည်ရဲ့ဆိုင်နာမောင်းမောင်းရဲ့မောင်းယုံနိုင်တဲ့အရှင်းဆုံးဥပမာကိုသိပေးမယ်ပင်လေဒီရေဟာဘာကြောင့်ဖြစ်လဲဆိုတာမောင်းသိရမဟုတ်လားလာရဲ့ဆွဲငင်အားဆိုတာမောင်းသိရမဟုတ်လားနောက်ပိုင်းတော့ Faraday လောင်ရင်ထဲမှာမှလူကိုလောင်ရင်ပင်ပကလူကကယ်လီပတီနည်းဖြင့်အိမ်ငွေချနိုင်သည်ဟုသောဆန်းသက်ချက်ပေါ်ပေါက်လာခဲ့သည်ကယ်လီပတီဆိုတာလေလျှက်စစ်တန်လိုင်းလိုင်းကြောင့်ဖြစ်တယ်ဆိုတာမဟုတ်ပြန်ဘူးမောင်ရင် တီးရပြောင်းလဲမှုကိုသတိပေးပြောပြပြန်တော့မောင်ကသူ့ဆေးစာအုပ်အထူးကြီးမှာမျက်နှာမခွာပဲဟုတ်လားတီးဟုဝတရားမပြတ်စကားထောက်ယုံတာဖြစ်သည်ခရာဆက်ထူသောစိတ်တကူပညာရှင်ကြီးကသူ့အမြင်ထက်အနည်းဖြင့်လူတမုံများဖောက်ထုတ်ပေးခဲ့ပုံကိုမောင်အားရှင်းဝင်စားစားပြပြခဲ့သည်အဲ့နေတော့အချားမြင်ပုတ်ကို Adder case ဟူသောစာအုပ်ကို The Append Lenland ဖက်ကသဘောမကျမဆုံးမရှိနေခဲ့သည်ဒုမတာစိတ်တကူရှင်ရင်း ကိတ်လိုပင်လူနာများအတွက်အချိန်အားလုံးပုံပေးပြီးမေတ္တာဖြင့်ကုမြည်ဟုသစ္စာဆုံးမိပြန်သည်စိတ်တကိုးဆိုတာမောင်မယုံဘူးလို့မရဘူးမောင်ရဲ့မောင်လည်းသိပ်ပန်သမားပဲလက်တွေ့ကြကြဖြစ်ထားတဲ့ဥပမာတွေမောင်မကြဘူးလားခလန်းလန်းကတန်ချောင်းကိုမျက်စိနဲ့ညှို့ပြီးကြွေးပြာ အခန်းထဲမှာရှိတဲ့ဇပွားဇပွဲတွေကလတ်ထိုင်တွေလေထဲတပေလောက်မြင့်တက်လာအောင်လုပ်ပြတာရပ်ပုံတွေအောင် ိစကားဆောင်အောင်မောင်နှမထောင်ပဲလက်ကပြသည်ပါရာဆိုက်ကောလော်ဂျီကိုမောင်လက်မခံဘူးလို့မောင်မပြောပါဘူး ESP အပေါ်စိတ်တကူအာယုံဆိုတာရှိမှာပဲ telepathy ဆိုတာလည်းရှိမှာပဲကလထိုင်တွေစပွဲတွေလေထဲမှာတပေးလောက်မြင့်တက်အောင်လုပ်နိုင်တာလည်းဟုတ်မှာပါပဲဒါအောင်မောင်မငင်းပါဘူးဒါမှမဟုတ်မောင်လုံးဝမချီကျူးနိုင်အောင်လုံးဝလည်းစိတ်ဝင်စားဖို့တင်းမောင်စိတ်ဝင်စားတာက psychology နဲ့ psychiatry ပဲ ကလထိုင်နေလေးရဲ့မြောက်ပြကတန်ချောင်းတွေကွေးပြတာထက်အရေးကြီးတဲ့အချက်တခုမောင်ကောင်းထဲမှာအမြင်ရှိနေရယ်။ဒါပါလဲဆိုတော့မောင်တို့စီမှာလူနာတွေဟာစိတ်ယောဂကုစေယုံကိုအချိန်လုံးမှရောက်လာကြတယ်။ပယောဂရောင်ရောင်အချားမြင်ရောင်ရောင်ဝိဇ္ဇာရောင်ရောင်ဆရာတို့တွေလက်ထဲမှာပျော့ဖန်းနေပြီးမှလူရောမပီတော့မှကုလို့မရတော့မှစေယုံရောက်လာကြတယ်။စိတ်ယောဂကုစေယုံကကုပေးလို့ပျောက်သွားရင်ကံကောင်းလို့လို့ယူဆကြတယ်။ ဆေးရောဂါကိုဆေးရုံမှာကုရင်မပြောက်ဖဲတိတ်ဆုံးသွားရင်ဆေးရုံကဆံဝင်နေညံလုံးလို့ယူဆကြတယ်။မောင်မျက်နှာမှာတင်းကျပ်မှုဖြင့်မှုန်မိုင်းနေသည်။လူ့ဘဝမှာဘာအရေးကြီးတယ်လဲလို့တွေးဆမှာသည်။တကယ်လူတွေလက်တွေ့လိုအပ်နေတာ parapsychology မဟုတ်ဘူး။ psychiatry ကိုလူတွေနားလည်ဖို့အသုံးပြတတ်ဖို့အားကိုးတတ်ဖို့အရေးကြီးရဲ့။သင်တို့ရင်မတူညီသောတံပိုးထားမှုများအကြရင်သင်တို့အိမ်အောင်တဲ့ဘဝကိုဒရွတ်တိုက်ဆွဲခေါ်ဖို့ကြိုးစားခဲ့ကြသည် ဖပြပေးခဲ့တာကတော့စာရေးဆရာမကျူရေးသားထားတဲ့နိုင်ငံရေးအခြားတစ်ဖက်အပိုင်းကိုပဲဖြစ်ပါရဲ့ရှင်။နောက်ပတ်ဒီမှာလည်းအပိုင်းတစ်တီကိုဆက်လက်ဖပြပေးသွားမှာမို့လို့ဒုညာပိတ်သားများအားလုံးပဲစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။